WD online media ရဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစီရှင်။အောင်တုကဓမ္မစကူဗုဒ္ဓဘာသာသင်တန်းကျောင်း2025 2026ပညာသင်နဲ့ကျောင်းဖွင့်ပွဲကျင်းပတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်63ရပ်ကွက်ရှိ အောင်တုကပရိယတ်တီစာသင်တိုင်းမှာ အောင်တုကဓမ္မစကူဗုဒ္ဓဘာသာသင်တန်းကျောင်း2025 2026ပညာသင်နဲ့ကျောင်းဖွင့်ပွဲကို2025ခုနှစ်ဇွန်လ15ရက်နေ့ တနင်္ဂနွေနေ့မနက်၈နာရီကကျင်းပပါတယ်။အဆိုပါအောင်သူကဒမတ်စကူအပတ်စဉ်ဗုဒ္ဓဘာသာသင်တန်းကိုအပတ်စဉ်တနင်္ဂနွေနေ့မနက်၈နာရီကနေ၁၇:၃၀အထိသင်ကြားပေးတော့မှာဖြစ်ပြီးတော့ KG တန်းမှာ Grade 9အထိကျောင်းသားကျောင်းသူတွေကိုလက်ခံသင်ကြားပေးတယ်လို့သိရပါတယ်။သင်တန်းဖွင့်ပွဲနေ့မှာတော့ကျောင်းသားကျောင်းသူ320ကျော်တက်ရောက်တာဖြစ်ပြီးကျောင်းသားသည်များလည်းထပ်မံအပ်နေတယ်လို့သိရှိရပါတယ်။ အောင်တုခဓမ္မစကူကိုဖွင့်လှစ်တင်ကြားရတဲ့ပတ်သက်ပြီးအောင်တုခဓမ္မစကူတာဝန်ခံဆရာတော်ဗရဏဝိမလာကအခုလိုမိန့်ကြားထားပါတယ်။ဘုန်းတော်ဗဝင်းရှင်မှာရှိဒီဓမ္မစကူဖွင့်နေဖွင့်ပြီးတဲ့နောက်ပိုင်းမှာဘုန်းတော်ဗဝင်းရှင်မှာနေထိုင်ကြတဲ့ကလေးတော်တော်များများကိုတော့ဘုန်းတော်ဓမ္မစကူဖွင့်ပြီးတဲ့နောက်ပိုင်းမှာတိုးတက်ပြောင်းလဲမှုတွေတော့ရှိကြတယ်ပေါ့နော်တိုးတက်ပြောင်းလဲမှုဒါပေမဲ့လူဆိုတာကတော့ဗီဇအရာလေရှိသေးတယ်ပေါ့ဘုန်းတော်ဘယ်လောက်ပဲတွန်းတင်းတွန်းတင်း အဲဒွန်းတယ်လို့မရတဲ့ဘိုင်းတွေလည်းရှိတာပေါ့အားလုံးကိုတော့ချုံငုံပြီးပြောလို့ပြင်မဲ့ရာဂိုင်းလုံးအဖြစ်တော့80ရာဂိုင်းလုံးကတော့ပြောင်းလဲသွားကြတာတွေ့ရပါတယ်အိမ်မှာကလေးတွေကဖျားရှိခိုးတတ်တာမိဘကိုကူညီလှုပ်ကင်ပေးတတ်တာအဲစကားပြောဆိုတတ်တာနောက်အတန်းကြောင်းတွေမှာဆိုလို့ရှိရင်ဒီဘက် CCA နီးစနစ်နဲ့တင် जा ကြတဲ့ကံမှာဘုံဘုံတို့ရဲ့ဓမ္မစကူကလည်း CCA နီးစနစ်နဲ့တင် जा ပေးရတဲ့အတွက်ကြောင့်ကလေးတွေကပညာရေးလောကမှာအဝင်ခွင့်ကြဖြစ်တာတွေတွက်လက်ချက်ချတာတွေ ဒါမျိုးတွေလည်းဘုံတို့တွေ့ရပါတယ်နောက်တစ်ခုဘုံတို့မြို့နယ်မှာဆိုရင်ပြီးခဲ့တော့ကအာစာနေစင်းမိတ်ဆက်ပွဲတွေမှာဆိုလို့ရှိရင်လည်းပဲဓမ္မစကူចောင်းသူចောင်းသားတွေကိုစာတမ်းဖတ်ပွဲနေနဲ့ဖိတ်ခေါ်ခြင်းအာစုစုများရရှိခဲ့ခြင်းလည်းရှိပါတယ်အဲ့တော့ဘုံတို့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေနေနဲ့တော့ဟိုပညာရေးဘက်မှာတိုးတက်ခြင်းမတိုးတက်ခြင်းအကျိုးစားမှုတွေပဲဆိုင်နေပေါ့ရင်ချင်းမှုဘက်တိုးတက်ခြင်းမတိုးတက်ခြင်းကတော့ဘုံတို့ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ဆိုင်တာဖြစ်တဲ့အတွက်တော်တော်များများတော့အဲအဆင်ပြေပါတယ် အဲ့တော့နှစ်စဉ်နှစ်တိုင်းရဲ့ကြုံတွေ့နေရတဲ့အခက်အခဲကတော့ဘုန်းဘုန်းတို့အာသုကဓမ္မစကူမှာအဟာရဒါနကျွေးမွေးလှူဒါန်းဖို့အခက်ခဲကြပါတယ်ကလေးတွေက စာသင်ပြီးလို့ရှိရင်တနာကြီးစာသင်ရတယ်တနာကြီးကဩဝါဒခံသီလယူရဆိုတော့စာသင်ချိန်ကို၃နာရီလောက်ဖြစ်နေတယ်အဲ့ဒီ၃နာရီလောက်ကျောင်းဆင်းပြီးသွားပြီဆိုရင်ကလေးတွေကဗိုက်စာကြတယ်အစာပြေမုံလေးတွေကိုကျွေးမွေးအခမ်းပေးပါတယ်အဲ့တော့ကျောင်းသားကများတဲ့ခါကြလို့ရှိရင်ဒီဘက်ခေတ်ကုံစင်းနှုတ်နဲ့ဆိုရရင်မုံက အရင်တုန်းက200တမုံနေအခု1000လောက်ဖြစ်နေတဲ့အတွက်ကြောင့်ဘုန်းတော်တွေကျွေးဖို့ခက်ခဲပါနော်တပတ်တပတ်ကိုကျွေးမွေးဖို့ဆိုရင်1000တမုံကိုကျွေးမယ်ဆိုတော့မှ9သိန်းလောက်ရှိပါတယ်ဆယ်ဆယ်မတွေကျောင်းသူကျောင်းသားပေါင်းလိုက်မယ်ဆိုရင်900ဝန်းကျင်လောက်ရှိတယ်ပေါ့သမင်းကျွေးမယ်ဆိုလို့ရှိရင်တော့မှသမင်းမကျွေးနိုင်ဘူးပေါ့နော်ဒါနဲ့အာဟာရမုံပဲတည်စားလောက်ပဲဘုန်းတော်တွေကျွေးနိုင်ပါတယ်အဲ့တော့မိဘပြည်သူများအနေနဲ့တက္ကသိုလ်မှာများအနေနဲ့လည်းပဲမိမိတို့ရဲ့မွေးနေ့ကုသိုလ်လုပ်လို့ပဲဖြစ်ဖြစ်ပရိဒတ်အပေါင်းဖော်များနဲ့အဲ ရိုက်တာကုသိုလ်လုပ်လို့ပဲဖြစ်ဖြစ်ဘုန်းတော်အောင်သူကဓမ္မစကူမှာဗုဒ္ဓဘာသာသင်တန်းချောင်းမှာဓမ္မစာပေတွေကိုသင်ကြားနေကြတဲ့ခလေးတွေ900လောက်ကိုလာရောက်ပြီးတော့အာဟာရဒါနပြုလှူဒန်းပေးနိုင်ပါတယ်နောက်ပြီးတော့အဲကျူရှင်နေနေလည်းပဲဘုန်းတော်မေတ္တာရက်ခံပါတယ်ကျူရှင်ဆယ်ဆံမများလည်းဓမ္မစကူမှာတာဝန်ယူပြီးတော့ဓမ္မစုဆယ်ဆံဖြစ်တာဝန်ထမ်းပေးလို့ရပါတယ်ကျူတနင်္ဂနွေနေ့လေးတနေ့မှာတော့ကျူရှင်များခိတခဏဆိုင်ခံပေးကြပါလို့မေတ္တာရက်ခံပါတယ်ဓမ္မစကူကို ဆက်ဆံမတွေရောမိဘပြည်သူတွေအားလုံးကနေပြီးတော့ဓမ္မစုတက်ဖြစ်အောင်ကလေးတွေကိုဓမ္မစုသင်တန်းချောင်းတို့ပို့ဆောင်ပေးကြပါလို့ပိုက်တွန်းနှိုးဆော်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုန်းတော်ရဲ့ဓမ္မစကူသည်နိုင်ငံတော်အတွက်သာသနာတော်အတွက်တကယ်ကိုအခုအားထားရမယ်အချင်းဆိုင်တာခိုင်မာတဲ့သားကောင်းရဲ့နာသမီးကောင်းရဲ့နေဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်အချင်းပြချစားမှုတွေအဂတိလိုက်စားမှုတွေ ကင်းစင်လာတဲ့လူဝင်ချင်းတစ်ခုဖြစ်လာမယ်ဆိုရင်နိုင်ငံတော်အတွက်အေးချမ်းသာရတဲ့လူအဖွဲ့အစည်းတရက်ဖြစ်ပေါ်လာမှာသေချာအာမခံပါတယ်ဒါကြောင့်ဓမ္မစကူကိုပို့ဆောင်ပေးကြပါလို့မေတ္တာရက်ခံနေပါတယ်ဆိုပါဓမ္မစကူမှာတကုံးစိတ်ကမ်းမြို့နယ်63ရက်ကွက်နဲ့64ရက်ကွက်မှာចောင်းသားចောင်းသူများတက်ရောက်တာဖြစ်ပါတယ်အောင်သူခဓမ္မစကူမှာဓမ္မစာပေများတင် जा ပေးရင်ဆရာဦးစုမှုအောင်ကလည်းအခုလိုဆက်လက်ပြောကြားထားပါတယ်မင်္ဂလာပါခင်ဗျာ အာကျွန်တော်ကဒီအောင်သူကဓမ္မစကူမှာအာဓမ္မစာပေများကိုသင်ကြားပေးနေတဲ့ဆရာဦးစိုးမှုအောင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအောင်သူကဓမ္မစကူမှာလာရောက်သင်ကြားတာဒီ2025 26ပညာသင်နှစ်ဆိုရင်ခုနှစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာဒီမှာမတိုင်ခင်လည်းအဲကျွန်တော်ကနိုင်ငံတော်တန်ခါမဟာနာကရင်ကျိမှုသင်တန်းတွေမှာလည်းကျွန်တော်သင်ကြားပါတယ်အဲရခင်မြို့နယ်တန်ခါနာကဥက္ကဋ္ဌဆရာတော်ဘုရားဖြစ်တဲ့ဗဒနာကီလာတာ ဆရာတော်ဖရာအကြောင်းဖြစ်တဲ့ပဏိတရမအကြောင်းပါလေ။ယဉ်ကျေးမှုတင်နန်းတွေကိုအခုထိတင်ကြားနေတာ15နှစ်ရှိပါပြီ။အခုဒီအောင်သူကဓမ္မစကူအကြောင်းဖြစ်တဲ့မြို့နယ်တန်ခါနာကယခုလက်ရှိဥက္ကရာဆရာတော်အကြောင်းပါလေ။ဒီဓမ္မစကူတွေကိုလည်းတင်ကြားပေးပါရခင်ဗျာ။ကျွန်တော်တို့ညီမဆွေရိုးစကားမှလည်းရှိပါတယ်။လူတော်နဲ့လူကောင်းအဲ့တော့ကျွန်တော်တို့ကအနာဂတ်တောင်းတဲ့သမီးငယ်များကိုလူတော်ဖြစ်အောင်ဆိုပြီးတော့ပဲတင် जा နေလို့မဖြစ်ပါဘူးခင်ဗျာအဲကျွန်တော်တို့ လူကောင်းဖြစ်အောင်လည်းတင်ကြားပြဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဓမ္မစာပေတင်ကြားတဲ့ရည်ကြည်မှုတင်နန်းတွေဓမ္မစကူးတင်နန်းကျောင်းတွေဟာဒါလူကောင်းတွေဖြစ်အောင်ပြုပြင်ဖန်တီးပေးတဲ့တင်နန်းကျောင်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျောင်းစာပေတော်အောင်လူကောင်းဖြစ်အောင်လူတော်ဖြစ်အောင်ကျောင်းစာပေရောဓမ္မစာပေရောပေါင်းဆက်လို့ရှိရင်လူတယောက်ဟာလူတော်ကောလူကောင်းကောနှစ်ခုပေါင်းဆက်ပြီးတော့လူတော်လူကောင်းဆိုပြီးတော့တိုက်မြေအတွက်ပို့ပြီးတော့အကျိုးပြုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဓမ္မစာပေတွေကိုလာပြီးတင်ကြားရပေးတဲ့အတွက် လူတော်လူကောင်းဖြစ်အောင်ဖန်တီးခွင့်ရတဲ့အတွက်လည်းကိုကိုဝန်တာပီတီဂုဏ်ယူမိပါတယ်ပြီးတော့ကျွန်တော်ကိုလက်ညှိုးပြတ်တပေးတဲ့ဆရာတော်ဖရာများပြီးတော့ဆရာသမားများနဲ့မိဘများအဲပတ်ဝန်းကျင်တွေကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်ဓမ္မစာပေကိုလာရောက်တင် जा ဖို့အတွက်လှုပ်ပေးတဲ့မိဘများကိုလည်းအထူးကျေးဇူးတင်ပါတယ်အောင်တုခဓမ္မစကူကိုဖွင့်လှစ်တင် जा လာတာ၁၀နှစ်တာကြာမြင့်ပြီဖြစ်ပြီးတော့နေ့စဉ်ចောင်းသားចောင်းသူ900ကျော်တက်ရောက်တယ်လို့သိရှိရပါတယ်ရှင် Thank you.